ပါရှင်ကျမတော့ဝန်ဒီပါ DV ရုံမြင့်တန်းကြားရဲ့ညနေ၄နာရီအချိန်ရရှိထားတဲ့သတင်းတွေကိုတိုက်ရိုက်တင်ဆက်ပေးပါမယ်မြန်မာနိုင်ငံသတင်းတွေကမ္ဘာသတင်းတွေနဲ့တူအားကစားသတင်းတွေကိုရှုစားမှာပါရှင်ချက်အမှတ်54လေးလံဈေးကိုဒေါန်ဆန်းစုကြည်ရဲ့ရှေ့နေတွေတတ်မှတ်ပေးဖို့ဦးအောင်ဆန်းဦးရဲ့တင်ပြချက်ဟာလှုပ်ထုံးတဲ့မညီချောင်းရှေ့နေတွေကတရားရုံးကိုပြန်လည်တင်ပြထားပါတယ်သုတချန်သာသတင်းပေးပို့ထားတာပါရှင် မေလ15ရက်နေ့ရုံးချိန်မတိုင်ခင်မှာဂျာမန်54လေးလံချန်ငင်စီကိုနိုင်ငံတော်ဥတမင်္ဂပုဂ္ဂိုလ်တော်ဆန်းစုကြည်ရဲ့ရှင်းနေအဖွဲ့ကသတ်မှတ်ပေးဖို့ဥောင်းဆောင်ကတင်ပြထားပါမေလ15ရက်နေ့ရုံးချိန်မှာရှင်းနေအဖွဲ့ကဥောင်းဆောင်ရဲ့တင်ပြချက်ဟာအမွေသားအမွေခံစာရီမှုတွေရဲ့လုံထုံလုံနည်းနဲ့ညီညွတ်မှုမရှိကြောင်းကမာရုတ်ခေတရားရုံးကိုပြန်လည်တင်ပြထားတဲ့လူတရားရုံးနဲ့ညီဆက်သူတယောက်ကပြောပါတယ် ဆံမားလေးတီရာယုံကြည်ကယုံကြည်မတွေ့ခင်ပါတင်းနဲ့ဥအောင်ဆုံးဘကပါဆိုတဲ့ဆိုပြနေရကျန်ကြီးစိတ်တမဘူသူဘကအိပ်တမလာတယ်အဲ့တော့ဒီဘကတည်းရှုပ်ပြတဲ့အယူဘကရှိနေတယ်တမပြီးပါဆိုပြီးတော့တရားရုံးကိုတင်ပြတယ် မရှိနေကြနေတာတော့တည်နေပြကတာတန်နေပြောငါဘောချင်းတင်ပြလေးရှိအောင်အဒီရဒေရှုံးဆိုဒေရှုံးဘကတင်ပြလေးတင်ပြတာသုံးမရှိဘူးပေါ့ရအဲဒီအချက်ကြီးနောက်ပြီးတော့တန်ဒီနဲ့တွေ့မြင်နေရတဲ့အခါကျတော့တန်ကြီးစည်းကြီးကိုလောက်တော့ပါတင်ပြတော့လုံးလုံးရတဲ့အနေထားမှာအဲဒီအခြေအနေတွေကိုတင်ပြမယ်လို့တိုင်မြင်ထားတော့ရှိတယ်ဗျဘာစီပြရဲဆိုတော့အတိအကျအစ်သက်ပြီးကျွန်တော်မပြောမပြောနိုင်ဘူး ခြံမှတ်54အမှုနဲ့ပတ်သက်ပြီးလေလံကြမ်းခြင်းစေတတ်မှတ်ရမှာတရားနိုင်ဦးအောင်ဆုံးဘက်က၄ချိန်တိုင်တိုင်စိတ်တမ်းကြတင်ပြတတ်မှတ်ခဲ့တာပါကြမ်းခြင်းစေတတ်မှတ်ရမှာဒေါ်ဆန်းစုကြည်ရဲ့သဘောထားနဲ့မှတ်ချက်တုံးတရားမရှိခဲ့တဲ့အတွက်ဝေဖန်မှုတွေလည်းမြင့်တက်ခဲ့ပါတယ် သူကအဲ့လိုစွဲချရတော့မရဘူးပေါ့တရင်နိုင်ကရမယ်လို့ဆိုတဲ့ဖက်ချတော့ရမယ်သူကအဆိုပြုရတာပေါ့ပေးရမယ်သူကသွားပြီးတော့အဆိုပြုရတော့မရှိပါဘူးဘယ်တော့မှမရှိပါဘူးရမယ်သူကအဆိုပြုရတာရှင်းနေတယ်မှာအဲ့ authority မရှိဘူးလေကာယကံရှင်အမှုတွေရဲ့ဆိုင်းရမှာပါပဲနဲ့သူပစ္စည်းမှမဟုတ်တာဘူးကျွန်တော်ကန့်ကွက်ထားရတော့ရတယ်ဒါကတော့ပုတ်တယ်သဘောတူမှာပဲသူအဆိုပြုရကြတော့အမှုတွေသဘောတူပြန်ယူရမယ်လေ ရန်ကုန်မြို့တက္ကသိုလ်ရိပ်သာလန်ချမ်းမတ်54နေငွေငွေကျပ်သိန်းပေါင်း2.8တန်းနဲ့အေပရီ29ရက်နေ့မှာကမာယုခန်တရားရုံးကစတုဒ္ဒအချိန်လေးလံပြစ်ခဲ့ပေမဲ့လေးလံဆွဲမဲ့သူမရှိဘဲပွဲပြတ်ခဲ့တာပါ။ 2024မတ်လ20ရက်မှာချမ်းမတ်54ကိုကြံငင်းစင်းကိုချက်သိမ်းပေါင်း3သန်း3သိန်း5000နဲ့ပထမအကြိမ်2024ဩဂတ်စ်လ25ရက်နေ့မှာကြံငင်းစင်းကိုချက်သိမ်းပေါင်း3သန်းအကြီးနဲ့ဒုတိယအကြိမ်2025ဖေဖော်ဝါရီ9ရက်နေ့ကချမ်းမတ်54ကိုငွေချက်သိမ်းပေါင်း2.9တန်းနဲ့တတိယအကြိမ်ဒေလန်တင်ခဲ့ပေမဲ့ဝယ်ယူသူမရှိပဲအချိန်ချင်းပွဲပြတ်ခဲ့တာဖြစ်ပါတယ်ကျွန်တော်တုဒချမ်းသာပါ စကိုင်းတိုင်းဒီဘဲရီမြို့နယ်အိုးတိန်တင်းရွာကစာတင်ကျောင်းကိုစစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်ကလေးတငယ်တွေအပါအဝင်အရသာပြည်သူတွေထိခိုက်ဒေဆုံးခဲ့ရတဲ့သတင်းတွေနဲ့ပတ်သက်ပြီးဩစတြေးလျနိုင်ငံဆိုင်ရာမြန်မာတန်ယုံကမြားစွာစိုးရင်ကြောင်းဒီကနေ့မေလ16ရက်နေ့မှာထုတ်ပြန်ပါတယ်ဩစတြေးလျနိုင်ငံအနေနဲ့အဲ့ဒီတိုက်ခိုက်မှုကိုရှုံချပြီးစစ်တပ်အပါအဝင်လက်နက်ကင်တပ်ဖွဲ့တွေအားလုံးပါဝင်တဲ့ဆွေးနွေးညှိနှိုင်းမှုတွေပြုလုပ်ဖို့ ਨੇ စစ်ကောင်စီထုတ်ပြန်ထားတဲ့အပြစ်ခတ်ရစဲရေးကိုလိုက်နာဖို့စစ်အာဏာရှင်အဖွဲ့အစည်းကိုတောင်းဆိုကြောင်းထုတ်ပြန်ထားတာပါစစ်စစ်ကောင်စီတပ်အားမေလ12ရက်နေ့မနက်9:36မိနစ်ဝင်းကျင်အချိန်ကသခိုင်းတိုင်းဒီပန်းရင်မြို့နယ်အိုးတိန်တွင်ခြေရွာမှာရှိတဲ့စာတင်ကျောင်းကိုဘုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်ចောင်းသားចောင်းသူကလေးငယ်22ယောက်ဆီယာမ2ယောက်စုစုပေါင်း24ယောက်ထိခိုက်ဒိဆုံးခဲ့ရပါတယ် ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအတိုင်းအဝန်အနေနဲ့စစ်ကောင်စီရဲ့စစ်ရာဇဝတ်မှုကျူးလွန်နေမှုတွေကိုရပ်တန့်ဖို့ထိထိရောက်ရောက်အရေးယူဆောင်ရွက်ဖို့ကိုလည်း NUG အမျိုးသားညီညွတ်ရေးအစိုးရကတိုက်တွန်းထားပါရရှင်။ရခိုင်ပြည်နယ်ရသေးတောင်မြို့နယ်နဲ့ကြောက်တော်မြို့ကို စစ်ကောင်စီကမေလ13ရက်နေ့ကနေစပြီးမေလ15ရက်နေ့အထိ3ရက်ဆက်တိုက်လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရဲသား20ထိခိုက်ဒေဆုံးပြီးထိခိုက်ဒဏ်ရာရရှိသူဟာ38ယောက်ရှိခဲ့တယ်လို့မြို့ခန့်နေစီကနေသိရပါဗျ။အာရခတပ်တော် AA ကထိန်းချုပ်ထားတဲ့ရသေးတောင်မြို့နယ်ထွန်းရွယ်ဝေကျေးရွာမှာဒေဆုံးသူ12ယောက်ထိခိုက်ဒဏ်ရာရရှိသူ23ယောက်ရှိခဲ့ပြီးကြောက်တော်မြို့မှာဒေဆုံးသူ6ယောက်ထိခိုက်ဒဏ်ရာရရှိသူ14ယောက်ရှိခဲ့တာဖြစ်ပါတယ်။ ကျောက်တော်မျိုးမှာနှစ်ရက်ဆက်တိုက်ဘုံကျဲတာကြောင့်မျိုးခန့်အများစုကဘေးလွရကိုထွက်ပြေးနေရကြောင်းနဲ့အရင်ကဘုံကျဲရင်နှစ်လသုံးလအကြာမှာထက်လာကျဲတဲ့ကြောင်းအခုကတော့နေတိုင်းလိုလိုဘုံနေကျဲနေတဲ့အတွက်လူတွေကမနေရဲကြပဲတောင်းနဲ့ချီပြီးတော့ထွက်ပြေးနေရတယ်လို့ကျောက်တော်မျိုးခန့်တယောက်ကပြောပါတယ်။ဆရာဇဝဲမှုတွေကိုနိုင်ငံအနှံ့ကျူးလွန်နေတဲ့စစ်ကောင်စီရဲ့ဆရာဇဝဲမှုနဲ့လူသားမျိုးနွယ်အပေါ်မှာပြစ်မှုကျူးလွန်နေတဲ့လောက်ရက်တွေကိုပြင်းထန်စွာရှုံချပြီး အခုလောက်ရက်တွေကိုတက်ဆိုင်ရနိုင်ငံတကာအဖွဲ့အစည်းတွေစီပေးပို့သွားမယ်လို့အာရခတက်တော်ကမေလ15ရက်နေ့ကထုတ်ပြန်ထားပါတယ်ရှင်။ တရင်တုတရင်မတွေကိုစစ်တပ်ထောက်ခံသူတွေကအုပ်စုလိုက်ပူးပေါင်းပြီးဝါဒဖြန့်ချီသလိုစစ်ကောင်းဆောင်ကိုယ်တိုင်ကလည်းနိုင်ငံတကာကိုတရင်တုတရင်မတွေရောက်ရှိအောင်စ조사နေတာတွေကိုတွေ့ရှိရကြောင်းဆိုရှယ်မီဒီယာကနေတရင်တုတရင်မတွေကိုစီစစ်စောင့်ကြည့်လေ့လာတဲ့အရက်ဖက်အဖွဲ့တစ်ခုဖြစ်တဲ့ The Red Flag အဖွဲ့ကနေသိရှိရပါတယ်။အဲ့ဒီအဖွဲ့ရဲ့သူတွေဒီတယောက်ကိုတော့ DVB တရင်တောက်ဝေဝေကဆက်သွယ်မြင်ထားပါရရှင်။ဟုတ်ကဲ့မင်္ဂလာပါရှင်။ အခုလက်ရှိဒီစစ်ကောင်စီထောက်ခံသူတွေကတရင်သူတရင်မာတွေဖြန့်ဝေနေတဲ့ကိစ္စနဲ့ပတ်သက်လို့ The Reflect ရဲ့တွေ့ရှိချက်တွေကဘယ်လိုရှိပါသလဲရှင်အဲ့ဒါကိုအရင်ဆုံးရှင်းပြပေးပါ စစ်ကောင်စီဝါဒဖြန့် channel တွေရဲ့မတူညီတဲ့အကောင့်တွေများစွာနဲ့မှတ်ချက်ဝင်ပြတာစစ်ကောင်စီရဲ့လုံရက်ကိုဖုံးကွယ်ပြီးတော့တော်လှန်ရေးအင်အားစုတွေကပဲလှုပ်တယ်လို့အပြစ်လွှဲချပုံဖြတ်တာမျိုးတွေကအခုမှလှုပ်တာမဟုတ်ပါဘူး။အရင်ကတည်းက social media ကလူသိများထင်ရှားသူတွေရဲ့အောက်မှာပြည်သူတွေယုံကြည်တဲ့ပဒင်းဌာနတွေအောက်မှာဆိုရင်ဒီစာဖတ်သူတွေဝေဝါးသွားစိမ့်မယ်မှတ်ချက်ပြတာမျိုးတယောတာမျိုးအကြောင်းအရာမားတွေနဲ့ဆက်ဆက်တာမျိုးသူတို့လှုပ်ဆောင်လေးရှိပါတယ်။အခုချိန်မှာဒီ အုံနဲ့ကျင်းနေဆိုပြီးတော့သူတို့ရဲ့မှတ်ချက်တွေထင်ပေါ်သွားစေတာကတကယ့်ပြည်သူစစ်စစ်တွေကသူတို့ရဲ့ရင်တွင်ခန်းစားချက်ထင်မြင်ယူဆချက်တွေကိုဒီဆိုရှယ်မီဒီယာမှာထုတ်ဖော်မပြောဆိုရကြတော့ပါဘူး။ဒါကြောင့်အခုချိန်မှာဒီသူတို့ရဲ့မှတ်ချက်တွေကပဲထင်သာမြင်သာရှိနေတယ်ဆိုတာကဖန်ဆီးခံရမှာကိုစိတ်ပူစရာမလိုပဲနဲ့စစ်တပ်ကြောထောက်နောက်ခံပြုထားတဲ့ဒီဝါဒဖြန့်ချန်နေတွေကဒါဆိုရှယ်မီဒီယာပေါ်မှာလွတ်လွတ်လပ်လပ်နဲ့ဒီမှတ်ချက်တွေပြုနိုင်တာကြောင့်မလို့ရှိနေတာလို့ the reflin နေနဲ့တွေ့ရှိထားပါတယ်။ဟုတ်ကဲ့လက်တလောဖြစ်ခဲ့တဲ့တပန်ရင်းမြို့နယ်တွေကဒီအိုထိန်တွင်းကျေးရွာကစတင်ကြောင်းကိုစစ်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရမှာလေ။ဒီစစ်တပ်ဘက်ကဒီသတင်းကမမှန်ကြောင်းဒီလေကြောင်းကနေပုံကျဲတာတွေကမဟုတ်ကြောင်းပေါ့နော်။စသဖြင့်လူမှုကွန်ရက်တွေမှာရေးသားဖြန့်ဝေနေတဲ့ပေါ်ကိုရောဘယ်လိုမျိုးမြင်ပါတယ်လဲရှင်။ တော်လည်းအင်အားစုတွေကိုပုံဖြတ်တဲ့မှတ်ချက်တွေပြီးတော့ဒီလောက်လူအများကြီးတည်တဲ့ဟာက လုံးကြံဖန်တည်တဲ့ရိုက်ကွင်ဖြစ်တယ်ဆိုတဲ့အထိပါသူတို့ ပုံဖြတ်ပြီးတော့ဖြန့်ချီကြပါတယ်ဒီလိုလူအစုလိုက်ပြုံလိုက်သိစေတဲ့ဒီလီချောင်းတိုက်ခိုက်မှုကဒီဒီပဲရင်မှလည်းမဟုတ်ပဲနဲ့ရှေ့မှာလည်းပစီကြီးတို့လက်ရက်ကုံတို့မှာစစ်ကောင်စီကကျူးလွန်ခဲ့တယ်ပြီးတော့လည်းသူတို့ညင်းဆိုတယ်ပေါ့နော်ပုံဖြတ်တဲ့အကြောင်းအရာတွေပို့ပြီးပြန့်နှံ့နေတယ်ဆိုတာကတော့စစ်တပ်ထောက်ခံသူတွေအနေနဲ့တရက်ကိုပို့ပဲနှစ်ခုရှယ်ရမယ် ကွန်မန့်ဘယ်နှစ်ခုရေးရမယ်စသဖြင့်ပေါ့နော်အမိန်ထုတ်စိတ်ခိုင်းထားတာမျိုးကအာနာသိန်းစ2021ကလေးရရှိခဲ့တယ်ဆိုတာကိုသတင်းဌာနတွေရဲ့စုံစမ်းဖော်ထုတ်မှုတွေကတဆင့်သိရှိရသလိုဒီမြမအကြောင်းရေးသားထားတဲ့ postman နဲ့မြမီဒီယာတွေနိုင်ငံတကာမီဒီယာတွေအောက်မှာတမတော်ချစ်သူတွေအနေနဲ့ပေါ့နော်တော်လန်ရေးတပ်ဖွဲ့ဝင်တွေဘလို့ကျူးလွန်ကြောင်းမှတ်ချက်ပြုဖို့ဓပုံရုပ်တံတွေကအစားပေါ့နော်သူတို့ format ချထားပြီးတဲ့ဟာမျိုးကို the reflect အနေနဲ့တွေ့ရှိသိသိမှတ်တမ်းတင်ထားတာရှိတယ် ပြီးတော့ကျမတို့နောက်ထပ်သတိထပ်ပြုမိတာတကူကစစ်ကောင်ဆောင်ရဲ့နိုင်ငံခြားခရီးစဉ်တိုင်းနိုင်ငံတကာပံမတ်တွေနဲ့တွေ့ဆုံနိုင်မှာပေါ့နော်တော်လန်ရေးအုပ်စုတွေရဲ့ဒီကျူးလွန်မှုပေါ့နော်တည်င်းအမှန်တင်ပြခြင်းလို့အမိတတ်ထားတဲ့စာအုပ်တအုပ်ကိုလက်ဆောင်ပေးတာမျိုးကိုကျမတို့တွေ့ရှိထားရတယ်။အဲ့ဒီစာအုပ်ထဲမှာတော့ဘယ်အကြောင်းအရာတွေအဓိကပါဝင်တယ်လဲအတိအကျမသိနိုင်ပေမဲ့စစ်တပ်လော်ဘီတွေဖြန့်ချိနေကြတည်င်းသူတည်င်းမှားဆက်ကြောင်းတွေဖြစ်နိုင်ခြင်းများမယ်လို့ခန့်မှန်းပါတယ်။အဲ့တော့ဒီအကြောင်းအရာတွေကဒီဆိုရှယ်မီဒီယာတွေမဟုတ်ဘဲနဲ့နိုင်ငံတကာအတိုင်းဝိုင်း င်းမှာလည်းပြန့်နှံ့နေနိုင်တယ်ဆိုတာကိုကျွန်တော်တို့မြင်ရပါတယ်အခုလိုစစ်တပ်ကသူတို့ကျူးလွန်နေတဲ့လူခွေရေချိုးဖောက်မှုတွေဒီရာဇဝတ်မှုတွေကိုဖုံးကွယ်ခြင်းလို့အခုလိုမျိုးအစုလိုက်အဖွဲ့လိုက်လုံဆောင်နေရလို့ထင်ပါသလားရှင်တခြားတမီယူဆချက်တွေရှိရင်လည်းပြောပြပေးပါဦးပြီးတော့စစ်တပ်ရဲ့ဒီလူခွေရေချိုးဖောက်မှုတွေရပါတော့ဒီသူတို့တွေကပြစ်မှုကိုဖုံးကွယ်ဖို့ဒီဝါဒထန့်ချီတွေကို လက်နက်တပွဲစစ်စင်ရေးတပွဲပေါ့နော်အာနာရှင်တိုင်းကအသုံးပြုကြတယ်ပြည်သူရဲ့လွတ်လပ်စွာထုတ်ဖို့ပြောဆိုခွင့်ကိုအကြောက်တရားနဲ့ချိန်ချောက်ပြီးတော့ဒီပြည်သူတွေအတန်သိအောင်သူတို့လှုပ်ထားတယ်ပြီးတော့သူတို့သိစေခြင်းနဲ့အချက်လက်ကိုပဲပေးသိတာမျိုးက သူတို့ရဲ့အာနာတိမြဲရေးအတွက်အာနာရှင်တိုင်းလို့လို့ကလှုပ်ဆောင်နေကြဖြစ်တယ်။အာနာသိန်းစစ်ကောင်စီကိုယ်တိုင်ကလည်းစစ်အာနာရှင်ဖြစ်တာကြောင့်ဒီလမ်းစဉ်ကိုအကျင့်သုံးနေတာပဲဖြစ်ပါတယ်။အဓိကကတော့သူတို့ကအာနာတိမြဲလို့တယ်။သူတို့ရဲ့အတိုင်းအဝိုင်းအစုဖွဲ့အာနာတိမြဲရေးအတွက်လှုပ်ဆောင်နေမြေပြင်မှာစစ်ရှုံနေနေလေချောင်းကနေဘသူသေးသေးပြည်သူသေးလည်းများများသေးအောင် သူတို့တိုက်ခိုက်တယ်။ကြောက်သွားပြီးနောက်တုံသွားပြီးသူတို့ကိုမခုခံရတော့အောင်အာနာမြဲအောင်လုပ်နေခြင်းလို့ပဲမြင်ပါတယ်။ ဟုတ်ကဲ့ပါဟိုတခြားအနေနဲ့ရောဖြစ်ဆက်အတီးပေးပြောချင်တာရှိရင်လည်းပြောပြပါအောင်ရှင်စစ်အာဏာရှင်တွေကသူတို့ကပြည်သူကိုအတန်တိတ်သွားစေခြင်းနဲ့သူတို့ရဲ့ကျူးလွန်မှုတွေကိုပျောက်သွားစေခြင်းပြီးတော့သူတို့ကသာကယ်တင်ရှင်ဆိုတဲ့ message မျိုးကိုသူတို့ကပေးသိခြင်းနဲ့စစ်အာဏာရှင်ကဒါရီကိုလိုချင်လို့ဝါသားဖြန့်ချီလုပ်နေတာလို့ပြည်သူတွေကကောင်းကောင်းနားလည်မယ်ဆိုရင်သူတို့လိုချင်တယ်လို့မဖြစ်အောင် ကျမတို့အတံမြန်များထွက်ဖို့လိုပါတယ်။ဒါကြောင့်စစ်ကောင်စီတက်လို့ခြင်းတဲ့အတိုင်းမဖြစ်ဖို့သူတို့ရဲ့ဝါဒဖြန့်ချီရေးနီးနာတွေကဘလို့ဘာရီကိုသင်ချာသိဖို့လိုအပ်တယ်။ဘာရီကိုကာကွယ်ရမယ်ဆိုတဲ့အသီးသီးနဲ့ဆက်ပြီးတော်လန်သွားကြဖို့ပဲဖြည့်ဆွတ်ပြောကြလိုပါတယ်ရှင်။ကျေးဇူးတင်ပါတယ်။ ရှမ်းပြည်အရှေ့ပိုင်းထိုင်းမြန်မာနယ်စပ်အနီးမှာဒေသခံပြည်သူတွေရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေတဲ့မြေရှားတပ်တို့တူးဖော်မှုတွေရှိနေတယ်လို့ SHRF ရှမ်းလူအခွင့်ရေးမန်နိုင်အဖွဲ့စီက2025မေလ15ရက်နေ့ရက်စွဲနဲ့ထုတ်ပြန်ထားပါတယ်။ကျော်ရုတပ်ပုံတွေကတွေ့ရှိချက်တွေအရအဲ့ဒီမြေရှားတပ်ထုတွင်မှာ ရှမ်းပြည်အရှေ့ပိုင်းမိုင်းဆက်မျိုးတောင်ဘက်မှာဖြစ်တဲ့မိုင်းယွန်းဒေတာ UWSA ဝါတပ်ဖွဲ့ထင်းချုံနယ်မြေထဲမှာတည်ရှိတာဖြစ်ပါတယ် တတုတွင်နှစ်ခုရဲ့ပုံရိပ်တွေကိုထင်ရှားစွာတွေ့နေရပြီးအဆိုပါအဲ့ဒီတတုတွင်တွေကနေစွန့်ပစ်ပစ္စည်းတွေဟာနန်းခုတ်မြစ်ထဲကိုစီးဝင်လာကြောင်းရေအရင်းမြစ်တွေကိုညဉ့်ညမ်းစေကြောင်းနန်းခုတ်မြစ်ဟာထိုင်းနိုင်ငံဘက်ကပါစီးဆင်းနေတာကြောင့်နှစ်နိုင်ငံနယ်စပ်ကပြည်သူပေါင်းတသန်းကျော်ရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်လာမဲ့အရေးဟာစိုးရိမ်ပွဲရာရှိတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ တတ်ထုတ်တူဖို့ခြင်းကြောင့်မြေပြိုခြင်းမြေပေါ်မြေအောက်ရေတွေအစိတ်တင့်ခြင်းနဲ့ငါးနိုင်တော်ရင်လိမ့်ဆန်တွေတေဆုံးခြင်းစိုက်ပျိုးပင်တွေထိခိုက်ခြင်းတွေဖြစ်ပေါ်စေရလို့လည်းထုတ်ပြန်ထားပါတယ်ရှင်။ ။အေယာဝီတိုင်းဟိဒနာခရိုင်အင်ကဘူမြို့နယ်မှာစစ်ကောင်စီကပြည်သူ့လုံခြုံရေးအဖွဲ့ဖွဲ့စည်းဖို့အသက်35နှစ်ကနေ60ကျော်အရွယ်အမျိုးသားတွေကိုတရက်ကို7,000ပေးမယ်ဆိုပြီးမေလ14ရက်နေ့ကနေစတင်ကလိုက်လံပြောဆိုစီယုံခေါ်ယူနေတယ်လို့ဒေသခံတွေကနေသိရပါဗျ။ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်အဖြစ်နဲ့ပါဝင်သူတွေအနေနဲ့တင်နန်းကာလအတွင်းမှာတရက်ကိုစရိတ်ငိမ်း8000ကျပ်ပေးမှဖြစ်ပြီးအခြေခံတင်နန်း15ရက်တက်ရောက်ရမှာဖြစ်ကာတင်နန်းဆင်းပြီးရင်တော့9ရက် ကိုရက်ကိုရွာကိုကာကွယ်ဖို့အတွက်တာဝန်ပေးသွားမှာဖြစ်တယ်လို့ပြောဆိုထားပါတယ်တင်နန်းတက်ရမှာကြောက်စရာမလိုပဲအဓိကကိုဒေတာနဲ့ကိုမြို့နယ်ဖွံ့ဖြိုးရေးတွေကိုပြုလုပ်ရမှာဖြစ်ကြောင်းနဲ့တနက်ကင်စရာမလိုဘူးလို့ပြောပြီးခေါ်ယူနေတာဖြစ်ကြောင်းသိရှိရပါတယ်။8000ရလို့လုံတဲ့သူတွေရှိတယ်လို့လည်းအင်ကပူမြို့ဒေတာခန်တယောက်ကပြောပါတယ်။ပြည်သူ့လုံခြုံရေးအဖွဲ့မှပါဝင်သူတွေဟာအင်ကပူမြို့နယ်ကွင်းကောက်တက်နဲ့ ဟေရနာမြို့နယ်ထူးကြီးခမ်းမတွေမှာအတုပ်လိုက်ခွဲပြီးတန်တန်းပေးသွားမှာဖြစ်တယ်လို့သိရပါတယ်ရှင်။ချင်းပြည်နယ်ရဲ့နယ်မြေတွေကိုဆွေးနွေးပြီးတော့ရယူမှာမဟုတ်ပဲတော်လန်တိုက်ခိုက်ပြီးတိမ့်ပိုက်သွားမှာဖြစ်တယ်လို့ချင်းညိနာအဖွဲ့ပြောရေးဆိုခွင့်ရှိသူကပြောပါတယ်။အောင်သူသတင်းပေးပို့ထားတာပါရှင်။အနာဒိစကောစီရဲ့တပ်တွေရဲ့လူအခွင့်ရေးချိုးဖောက်မှုတွေဟာဆိုးရွားတဲ့အတွက်ကြောင့်သကဝိုင်းပေါ်မှာဆွေးနွေးအဖြစ်ရှာမှာမဟုတ်ပဲ ချင်းပြည်နယ်မှာစစ်တပ်ကင်းစင်ဖို့အတွက်ချင်းပြည်နယ်အဖွဲ့အစည်းအနေနဲ့တော်လန်တိုက်ခိုက်ပြီးတိမ့်ပိုက်သွားမှာဖြစ်တယ်လို့အဲ့ဒီအဖွဲ့ပြောဆိုခွင့်ရှိသူကပြောပါတယ်လက်ရှိမှာချင်းပြည်နယ်အဖွဲ့အစည်းအနေနဲ့နောက်ဆုံးတိမ့်ပိုက်ဖို့ကြံနေသေးတဲ့တိတိမ်မျိုးကိုဒီနှစ်ထဲမှာအပြီးတိမ့်ပိုက်သွားဖို့အတွက်စီးရင်မဟာဗျူဟာရွေးဆွဲထားပြီးဖြစ်တယ်လို့လည်းဆိုပါတယ်ကျွန်တော်တို့လက်ရှိစက္ကစဟာနိုင်ငံရေးစကောပိုင်းထဲမှာနိုင်ငံရေးဆွေးနွေးလို့ရတဲ့အဖွဲ့မဟုတ်ဘူးတကယ်ဖက်စစ်တကယ်စစ်မိတ်စာတွေပဲအဲ့ဒါတွေနဲ့ တကယ်တကယ်တော့နိုင်ငံကြီးတန်တမာနည်းနဲ့ကစားတယ်ဆိုတာကဘယ်လိုပြောမလဲတစ်ဖက်နဲ့တစ်ဖက်တိတ်ခါရှိတဲ့ဂျင်းဝင်ရှိတဲ့ကိုယ်စကားကိုယ်တော်ဝင်ယူတဲ့အဖွဲ့အစည်းတွေဆိုရင်တော့ကျွန်တော်တို့နိုင်ငံကြီးနည်းနဲ့ဒါညင်းညင်းချင်းချင်းနည်းနဲ့ဖြေရှင်းလို့ရညာမှာပေါ့ကျွန်တော်တို့ဖွဲ့တော့ကျွန်တော်တို့တွေကတော့ဒေါ်နဲ့ရဒေါ်ဟဲနဲ့တူအောင်လုပ်မယ်စိတ်ကောင်းစီတို့လို့ဘယ်လိုမျိုးဖွဲ့လဲဆိုတော့ကျွန်တော်တို့ရှင်းရှင်းလင်းလင်းသိတဲ့အတွက်ကြောင့်ဒါဒီဟိုဘယ်လိုပြောမလဲ ဟိုငြိမ်းချမ်းရေးနည်းနဲ့တော့လည်းကောင်းနိုင်ငံရေးနည်းနဲ့တော့လှိုင်းလို့လို့မရဘူးလို့ကျွန်တော်ယုံကြည်တယ်ပေါ့လေဆိုတော့ကျွန်တော်တို့ဒေတာတွေလွတ်မြောက်ပြီးရင်ကျွန်တော်တို့ရဲ့ဆက်ဆက်တဲ့ဒေတာတွေလည်းထပ်ပြီးလွတ်မြောက်လာအောင်ပဲပြီးကြတဲ့ IPL နောက်ဆုံးပတ်ထဲမှာချင်းညောင်ဖွဲကခေါင်းဆောင်တွေပါဝင်ကုစလေ39ယောက်ကသူတို့ထိန်းချုပ်ထားတဲ့နေမီတွေကလွတ်မြောက်နေရတခုမှာရနာစုံကြီးတွစ်ဆုံဆွေးနွေးမှုလုပ်ခဲ့ပြီးအနာဂတ်မှာချင်းပြည်နဲ့ချင်းသမျိုးသားလုံးကိုကာကွယ်ပေးနိုင်တဲ့ စ်လက်ခိုင်မာတဲ့တပ်မတော်တစ်ခုတည်းဖွဲ့စည်းဖို့အပါအဝင်အချက်၄ချက်ကိုသဘောတူခဲ့ကြပါတယ်။ချင်းပြည်နယ်တစ်ခုလုံးမှာစစ်တပ်မကင်းစင်ပဲချင်းတော်လှန်ရေးတပ်တွေထိမ့်ချုပ်ထားတဲ့နေမျိုးတွေဟာထာဝရထိမ့်ချုပ်ထားနိုင်စွာမရှိတာကြောင့်ဒီနှစ်မကုန်ခင်မှာချင်းပြည်နယ်မှာစစ်တပ်ကင်းစင်အောင်တိုက်ခိုက်သွားမှာဖြစ်တယ်လို့စလိုက်ရောမန်ကပြောပါတယ်။ချင်းပြည်နယ်လွတ်မြောက်သွားရင်ချင်းပြည်နယ်နဲ့ဆက်ဆက်နေတဲ့စကိုင်းမကွေးနဲ့အညာဒေသကစစ်စင်ရေးတွေမှာပါပူပေါင်းဆောင်ရွက်ပြီး နေပြည်တော်အထက်တော်လှန်ရေးတပ်တွေအားလုံးစုပေါင်းကာစစ်ကောင်စီတပ်ကိုတိုက်ခိုက်သိမ်းပိုက်နိုင်မှာတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေပြည်အားလုံးအတွက်အာမခံချက်ရှိနိုင်မယ်လို့လည်းဆိုပါတယ်။ဒါပေမဲ့ကျွန်တော်တို့အခုရရှိထားတဲ့လွတ်မြောက်မှုရရှိထားတဲ့လွတ်လပ်မှုဒီအာမခံချက်မရှိဘူးဆိုတာကျွန်တော်တို့သိတယ်။ဟိုဟိုစစ်ကောင်စီအနေနဲ့နလန်ပြန်ထူသွားမယ်လုံးဝအခြေပြန်ကျသွားမယ်ဆိုရင်အဲကျွန်တော်တို့ဟိုလက်ရှိလွတ်မြောက်မှုဒီ ဟိုတနစ်နေပဲခံနေလို့မျိုးမဖြစ်သွားနိုင်ねပေါ့နော်ချင်းညီတော်အဖွဲ့ကိုချင်းမျိုးသားအဖွဲ့ချုပ် CNO CNDF ချင်းကာကွယ်ရေးတပ်ဖွဲ့မင်းတပ် Zoomi Federal အစီယုံချင်းကာကွယ်ရေးတပ်ဖွဲ့ကမ္ဘလတ်ချင်းလက်ကာကွယ်ရေးတပ်ဖွဲ့မတူပြီးတမဟာတင်တဲ့မရာနေမြေအုပ်ချုပ်ရေးကောင်စီတို့နဲ့ဖွဲ့စည်းထားတာဖြစ်ပြီးကျင်တွေးမတူပြီးမင်းတပ်ကမ္ဘလတ်နဲ့ဖလန်းမျိုးတွေကိုတိုက်မိုက်ထားပါတယ်ကျွန်တော်အောင်သူပါခင်ဗျာ ရှမ်းပြည်နယ်တောင်ကြီးမှာမေလ15ရက်နေ့မိုးလွယ်ပိုင်းကနေစတင်ပြီးမိုးအစမပြတ်ရွာသွန်းလာကြောင်းရေကြီးရေရှမ်းပြီးမြို့ရင်းရက်ကွက်ကတချို့တွေမှာအုတ်တိုင်းပြိုကျတာရှိရဲလို့မြို့ခန်ဒီစီကသိရှိရပါတယ်။မိုးသည်တန်စွာရွာသွန်းလာကြောင်းရေကြီးရေရှမ်းမှုတွေဖြစ်ပေါ်ပြီးဦးကြီးခန့်ရက်ကွက်ဂုံထူးလမ်းမှာနေအိမ်အုတ်တိုင်းပြိုကျတာရှိရဲလို့သိရပါတယ်။စရွာတာကတော့3နာရီလောက်ထဲကစရွာတာဖြစ်ပြီးမိုးကြီးတာက3နာရီလောက်ကြာတာကြောင့် Aurora Cafe ရှင်းမှာရေတွေမြုပ်နေကြောင်းနဲ့အုတ်တိုင်းတွေပြိုပြီး Ocean အရှိတ်ဘက်၅ဒန်းနားမှာလည်းရေတွေကြီးနေတယ်လို့မြို့ခံတယောက်ကပြောပါရယ်။မြို့ရင်းရက်ကွက်တွေဖြစ်တဲ့ရန္နာတီတီညောင်ဖြူစကန်ပြည်တော်သားဦးကြီးခန့်နဲ့ Ocean အနီးတစ်ဝိုက်ကနေရာတချို့မှာရေကြီးရေရှည်နေပြီးရေစီးတန်တာတွေလည်းဖြစ်ပေါ်နေတယ်လို့သိရပါရယ်ရှင်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီကဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာနှီးပညာသတင်းအချက်အလက်စင်တာဝက်ဘ်ဆိုက်တစ်ခုကိုစတင်လွှတ်တင်လိုက်ပြီလို့မေလ15ရက်နေ့မှာကြေညာပါတယ်။အဲဒီဝက်ဘ်ဆိုက်ဟာစစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေနဲ့နှီးပညာပံ့ပိုးရေးအဖွဲ့တွေနဲ့တခြားသက်ဆိုင်တဲ့အဖွဲ့တွေကြားမှာညှိနှိုင်းဆောင်ရွက်မှုသတင်းအချက်အလက်နဲ့တခြားအချက်အလက်တွေကိုလည်းရယူမှုပို့ပြီးတော့အားကောင်းစေဖို့နဲ့လိုအပ်ချက်တွေကိုဖြည့်ဆည်းပေးဖို့ဒီဇိုင်းရေးဆွဲထားတယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ အဲ့ဒီ website ကိုတော့ mobile app အစင်မြင့်တင်သွားဖို့ရှိပြီးအများပြည်သူအတွက်ဘေးရန်ရေးစီမံခန့်ခွဲမှုတိုင်းတာရေးကြိယာတွေကိုလည်းလွယ်လွယ်ကူကူအသုံးပြုနိုင်မဲ့ mobile app ကိုမကြခင်မှာမိတ်ဆက်သွားမယ်လို့ထုတ်ပြန်ချက်အရာသိရပါတယ်ရှင်။ ဆက်လက်ပြီးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်။ယူကရိန်းငြိမ်းချမ်းရေးဆွေးနွေးမှုအောင်မြင်ဖို့ထရမ့်နဲ့ပူတင်လိုအပ်ကြောင်းအမေရိကန်နိုင်ငံသား၏ဝင်ကြီးမာကိုရူဘီယိုကပြောပါရယ်။အစ္စတန်ဘူမြို့မှာယူကရိန်းရုရှားစစ်ပွဲငြိမ်းချမ်းရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်မှာဖြစ်ပေမဲ့ရုရှားသမ္မတပူတင်မတက်ရောက်တာကြောင့်ယူကရိန်းသမ္မတဇယ်လန်စကီကကိုယ်စားလှယ်အဖွဲ့ပဲဈေးလုံးမှာဖြစ်ပါတယ်။ ရူဘီရိုဟာနေတိုအစည်းအဝေးပွဲအတွက်ဥရောပကိုရောက်နေတာဖြစ်ပြီးအဲ့ဒီအစည်းအဝေးပွဲကိုသူလည်းတက်ရောက်မှာဖြစ်ပါတယ်။ရုရှားနိုင်ငံဒုတိယသမ္မတဗလာဒီမာမက်ဒင်စကီးကရုရှားနိုင်ငံကစီလွတ်တဲ့ကိုယ်စားလှယ်အဖွဲ့ဟာလိုအပ်ချက်တွေအားလုံးပြည့်စုံတယ်လို့ဆိုပါတယ်။အရှေ့အလယ်ပိုင်းနိုင်ငံတွေကိုအလဲပတ်ခရီးသွားရောက်နေတဲ့ထရမ့်ကလည်းပူတင်နဲ့လူချင်းတွေ့ရင်တောင်ငြိမ်းချမ်းရေးအတွက်လုံလောက်တဲ့တွေ့ဆုံမှုဖြစ်မှာမဟုတ်တဲ့အကြောင်းကိုပြောထားပါတယ်။ ယူကရိန်းရုရှားစစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့2022ခုနှစ်ကနေစတင်ပြီးအမေရိကန်ရုရှားယူကရိန်းတူရကီနိုင်ငံကိုယ်စားလှယ်တွေဟာပထမဦးဆုံးအကြိမ်မျက်နှာချင်းဆိုင်ဆွေးနွေးမှုပြုလုပ်မှလည်းဖြစ်ပါရဲ့ရှင်။ UAE နိုင်ငံဟာအမေရိကန်နဲ့စစ်ပွဲရေးတိုးချဲ့သွားဖို့ဆန္ဒရှိတဲ့အကြောင်းတမ်ရာမိုဟာမက်ဗင်ဇာယက်စ်အာနယန်ကပြောဆိုခဲ့ပါရဲ့။ UAE သမ္မတဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်နဲ့မေလ15ရက်နေ့မှာတွေ့ဆုံခဲ့ပြီးအမေရိကန်မှာဒေါ်လာ1.3တန်ယင်းနှိမ့်နှံဖို့ကတိပြုထားပါတယ်။ထရန့်ဟာဒီတစ်ပတ်အတွင်းမှာ Saudi Arabia, Qatar အစရှိတဲ့ပင်လယ်ကွေ့နိုင်ငံတွေကိုအလဲပတ်သွားခဲ့ပြီး UAE နိုင်ငံကသူ့ရဲ့အရှိအလဲပိုင်းနောက်ဆုံးခီးစဉ်လည်းဖြစ်ပါတယ်။အမေရိကန်နဲ့ကာလာရှီလုံခြုံရေးမဟာမိတ်အဖြစ်နှစ်နိုင်ငံတည်ရှိခဲ့ပြီးရှေ့ဆက်ပြီးတော့ခရီးဆက်မှလည်းဖြစ်ကြောင်း UAE သမ္မတက Trump ကိုပြောကြားသွားပါတယ်။ ဒါပြင် UAE တမရကဆယ်နှစ်အတွင်းမှာ အမေရိကန်မှာဒေါ်လာ1.4ထရီလီယံယင်းနှိမ့်နှံမှာဖြစ်ကြောင်းနဲ့နှစ်နိုင်ငံချင်းချင်းရေကိုတိုးမြင့်မှာဖြစ်ပြီးနှစ်နိုင်ငံစလုံးအကျိုးဖြစ်ထွန်းစေဖို့လည်းဆန္ဒရှိနေပါတယ်။ UAE ကအမေရိကန်ရဲ့အဆင့်မြင့် AI chip ပြားတွေကိုယင်းနှိမ့်နှံဖို့ပြုလုပ်ဖို့အတွက်ကိုလည်းဆန္ဒရှိနေပါတယ်ရှင်။ဆက်လက်ပြီးအားကစားသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်။ ာဆင်နယ်အသင်းဟာလာမယ့်ရာသီအတွက်စပိုတင်းတိုက်စစ်မှုယိုကရက်စ်နဲ့လိုက်ပစ်တိုက်စစ်မှုရှက်စကိုတို့ကိုသူတို့နှစ်ဦးတည်းကတဦးကိုခေါ်ယူဖို့အတွက်ပြင်မှတ်ထားကြိုးပမ်းနေပါတယ်။အာဆင်နယ်ဟာအခုနှစ်ရာသီမှာတော့တိုက်စစ်မှုတွေဒဏ်ရာရခဲ့လို့ကွင်းလယ်လူမီခေးမယ်ရီနိုကိုတိုက်စစ်မှုအဖြစ်နဲ့အသုံးပြုခဲ့တာပါ။လာမယ့်ရာသီမှာတော့အလားတူပြဿနာတွေမဖြစ်စေဖို့အတွက်တိုက်စစ်မှုတဦးကိုမဖြစ်မနေခေါ်ယူသွားမှာဖြစ်ပါတယ်။သတင်းနေအရစပိုတင်တိုက်စစ်မှု Victor Rogers ကိုခေါ်ယူဖို့အတွက် ပုံကိုရေးဆိုင်ရာသဘောတူညီမှုရရှိနေပြီလို့သိရှိရပါတယ်။ Rogers နဲ့အဆင်မပြေခဲ့ရင်တော့ Leipzig က Slovakia တိုက်စစ်မှု Shesko နဲ့အစားထိုးခေါ်ယူသွားမယ်လို့သိရပါတယ်ရှင်။ DVV ရုံးမြင့်တန်ကြားရဲ့ညနေ၄နာရီသတင်းတွေကိုတိုက်ရိုက်ကြည့်ရှုခဲ့ရတာပါ။ည၈နာရီအချိန်မှာထပ်မံရရှိထားတဲ့သတင်းတွေကိုလည်းဖြည့်ဆွတ်တင်ဆက်ပေးသွားပါအောင်မယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့ Wendy ပါ။